Bitcoin American Dollar 6 billion ဘူးထိလိမ်လည်ခဲ့တဲ့တရုတ်နိုင်ငံသူရှီမီကျင်းကို2014နှစ်6မှတ်ပွဲရှိပါတယ်။2024 April ကမလေးရှားနိုင်ငံသားကြားဖြန့်ငွေလိမ်လည်သူ Sun Holland အမှုကိုခြေရာခံရကနေပြတိမာဖန်ဆီးရမိခဲ့တဲ့အသက်58နှစ်အရွယ်တရုတ်နိုင်ငံသူကြားဖြန့်ငွေလိမ်ခေါင်းဆောင်ဆီမီကျင်းမှုကို Lana Software တရုတ်က စတင်ကြနာပြီးအမှုတွဲပသူတွေကိုပြစ်ဒဏ်ရချမှတ်ခဲ့ပါတယ်။ ဒုစောက်လူစည်းမီးကျန်းဟာ2014နှစ်အထိကြာခံရနိုင်ကြောင်းပြည်ထိုင်သတင်းတွေကဖော်ပြပါတယ်။သူမကသူမတို့သူများယာကြည်ကျန်းလို့နာမည်ပြောင်းထားပြီး2018မှာတရုတ်ကနေထွက်ပြေးပါတယ်။ပြည်ထိုင်ကိုအထောက်ထားတူတွေတုံးပြီးတော့ရောက်ရှိလာပါတယ်။သူမဟာ2014မှာ2019ကြာတရုတ်နိုင်ငံတွင်မှာလူပေါင်း3,800,000စီကနေဒေါ်လာ6ဘီလီယံလုံးတိနီးမျိုးစုံနဲ့ကြားဖြတ်လည်လည်ရရှိခဲ့ပါတယ်။ကြားရှိတဲ့ငွေတွေကို digital ငွေကြေး bitcoin အဖြစ်ပြောင်းလဲတာတဖြည်းဖြည်းငွေကြေးခွာချဖို့စူးစမ်းနေရကနေဖန်ဆီးရမိတာဖြစ်ပါတယ်။ သူတို့ရဲ့လက်အောက်မှာလှုပ်ရှားနေသူပေါင်းထောင်နေချင်ရှိပါတယ်။ကျွဲဝမှုတွေဘီမားလို့ကုတ်ကုတ်ကိုတင်စားပြီးပြတိမာတထေးမာကြီးတယောက်ဖြစ်ပေါင်း23တန်းတန်နေအိမ်မှာသူတို့ဟာနေထိုင်စေရဲတဖွဲ့ကဖမ်းဆီးပြီးတော့ crypto ငွေကြေးဒေါ်လာ6ဘီလီယံသိမ်းဆီးလိုက်တဲ့အတွက်ပြတိမာသာမကကဘာမှမပါအကြီးမားဆုံးကြားဖြန့်လိမ်လည်ငွေတွေသိမ်းဆီးရမိမှုဖြစ်ပါတယ်။ ဆန်ဟော့လင်းဟာလန်ဒန်စောင်းခွက်တရားရုံးမှာပင်ရှေ့ပိုင်းကငွေကြေးခဝါချမှုကိုရှင်မြင်းကျန်းနဲ့ပူးပေါင်းကြံစည်ကြောင်းဝန်ခံခဲ့ပါတယ်။မနေ့ကဒီမှုမှာဒေါ်လာ1ဘီလီယံတန်ကျေးရှိတဲ့ဘစ်ကွိုင်းတွေကိုပူးပေါင်းငွေကြေးခဝါချခဲ့သူဂျန်ဝမ်ဆိုသူကိုလည်းထောင်နဲ့6နှစ်နဲ့8လချမှတ်ပါတယ်။နိုဝင်ဘာ17ရက်နေ့နောက်ဆုံးစင်ကြေးချမှတ်ဖြစ်ပြီးတော့ဒေါ်လာ6ဘီလီယံတန်ကျေးရှိတဲ့ဘစ်ကွိုင်းပေါင်း6000ကျော်လိမ်ခဲ့တဲ့ဇီမီကျန်းဟာ2014နှစ်ထိချမှတ်ခံရတဲ့လို့သတင်းတွေထွက်ပေါ်ပါတယ်။ 2018ကဘစ်ကွိုင်းငွေကြေးတယူနစ်တန်ကြေးဟာဒေါ်လာ3600တမီယနေ့ခေတ်မှာတယူနစ်တန်ကြေးဟာဒေါ်လာ3သိန်းထိဈေးပေါက်နေတာပဲဖြစ်ပါတယ်။နောက်သတင်းတပုတ်အနေနဲ့ရန်သူကိုထောက်ပံ့ပေးမှုဖြင့်တောင်ကိုရီးယားသမ္မတဟောင်းရောင်ဆက်ယူကိုဆွဲချက်တင်လိုက်ပြီလို့သိရပါတယ်။ရောင်ဆက်ယူဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆေးဥချွေမိတ်ကျညာဖို့အတွက်အကြောင်းပြချက်ရရှိဖို့မြောက်ကိုရီးယားကိုဒရုန်းတွေစီလို့ပြန်တန်းခဲ့ခြင်းဟုတ်မဟုတ်အစိုးရရှိနေတွေကထူးစွန့်စမ်းရေးဖွဲ့ပြီးစစ်ဆေးပါတယ်။ မြောက်ကိုရီးယားကဒဇွန်နီယံတုံ့ပြန်မယ်ဆိုရင်တော့ရောင်စက်ယူရဲ့စိုးချွေရဲ့မိန်းဟာကျိုးကြောင်ခိုင်လုံသွားနိုင်တဲ့အတွက်ဒီကိစ္စကိုရှိနေတယ်ကစုံစမ်းနေတာပါမြောက်ကိုရီးယားပြီးခဲ့တဲ့နှစ်ကပျုံယံမြို့တော်ကောင်းကင်ရံမှာဝါရဖြန့်ဆန်ဆောင်တွေပါတဲ့တောင်ကိုရီးယားဒရုန်းတွေပြန်တမ်းကြောင်းတည်ပြုပေးမယ်တောင်ကိုရီးယားကတော့ဒီဒရုန်းတွေကိုစစ်တပ်ကလွတ်တင်ခြင်းရှိမရှိတည်မပြုပါဘူးအစိုးရရှိနေပတ်ကြီးအောင်ကအထူးရှင်းတဲ့ဖွယ်ဟာရောင်စက်ယူအားရန်သူကိုအကျိုးရှိစေမှုအာဏာလွှဲသုံးမှုဆိုကြတဲ့တရားစွဲဆိုခဲ့ကြောင်းပြောပါတယ် ရောင်စက်ရွာရေးပေါ်ဆိုးချွေမိတ်ကြီးညာခွင့်ရရှိဖို့အခြားသူတွေနဲ့ပူးပေါင်းကြံစီပြီးအခြေအနေကိုဖန်တီးယူကြောင်းဒီလောက်ဆောင်မှုဟာတောင်ကိုရီးယားမျိုးသားလူကြုံရေးကိုထိခိုက်စေပြီးကိုရီးယားနှစ်နိုင်ငံထိတိုက်တူးနေတဲ့အနေနဲ့ဖြစ်စေကြောင်းရှင်းနေတယ်ကပြောပါလိမ့်ဒါ့အပြင်ရောင်စက်ရွာတံပြန်ထောင်လိုင်းရေးတပ်မှုကအမှတ်စုမှာမြောက်ကိုရီးယားကိုအရှက်ရအောင်လုပ်ပြီးတော့မြောက်ကိုရီးယားတုံ့ပြန်မှုကိုဖန်တီးယူမယ်လို့ဆိုပါတယ်အခြေအနေကိုမတည်မငြိမ်ဖြစ်အောင်ဖန်တီးယူမှာဖြစ်ကြောင်းပြောပါတယ်ရောင်စက်ရွာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကဆိုးချွေမိတ်ကြီးညာခဲ့ပေမဲ့နိုင်ပိုင်းတွင်မှာပဲလွတ်တော်ကဒီမိတ်ကိုပဲဖြတ်ပြီး ရောင်းဆဲရုပ်ကိုဆွဆွပြစ်နေပါတယ်။ရောင်းဆဲရဲဆဲအချိုရမင်းကလည်းပြည်သူတွေရဲ့ဟန်တာမှုကြောင့်ပြစ်ပြစ်သွားပါတယ်။အဲတော့အေဘီလာတွင်ချင်းငယ်ဥပဒေဆိုင်တရားဝန်ကယာဒူကနေဖယ်ရှားပါတယ်။နေရှိရောင်းဆဲရွာနိုင်ငံတော်ပုံကံမှုပါဝင်အခြားဆွေချက်တွေနဲ့တရားရင်ဆိုင်နေရပါတယ်။ရောင်ဆဲရုံအနေနဲ့သူ့ပေါ်ဆွဲဆိုထားတဲ့ဆွဲချက်တွေနဲ့ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင်သေတံထိချမှတ်ခံရနိုင်ပါတယ်။